ဂရီနီဘီကတော်လာရေးနယ်မြေမှာဖွင့်လှစ်ထားတဲ့နှီးပညာတက္ကသိုလ်လွိုက်ကော်ရဲ့2025 2026ခုနှစ်ပညာသင်နှစ်အတွက်ကျောင်းသားသစ်ပြလဲခေါ်ယူနေပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်တွေမှာဂရီနီဘီတွင်ကလူငယ်နဲ့2020ပြည့်တက္ကသိုလ်ဝင်သားအောင်မြင်ထားပြီးတဲ့ကျောင်းသား20ဦးကိုခေါ်ယူခဲ့တာပါ။လက်ရှိမှာတော့2020ကနေ2023ခုနှစ်ထိဖြည့်ဆို့ထားပြီးကျောင်းသားတွေနဲ့တခြားပြည်နယ်ကလူငယ်တွေကိုပါခေါ်ယူသွားမှာဖြစ်တယ်လို့ ចောင်းតាវីខានကပြောပါတယ်။တက္ကသိုလ်ဝေခွေတက်မှတ်ချက်တွေအနေနဲ့2020ပြည့်နှစ်တက္ကသိုလ်ဝေတန်းစာမေးပွဲအောင်မြင်ထားပြီးသူတွေအခြေခံပညာပြီးမြောက်ကြောင်းအရေးချင်းစာမေးပွဲ BECA ဖြည့်ဆို့ပြီးထားចောင်းသားတွေတိုင်းရင်းသားပညာရေးအစီအစဉ်နဲ့အခြေခံပညာအရေးချင်းစာမေးပွဲတွေကို2020ကနေ2023ခုနှစ်ထိဖြည့်ဆို့ပြီးထားသူတွေနဲ့ GED IGCSE ဖြည့်ဆို့ပြီးထားသူတွေကိုခေါ်ယူသွားမှာဖြစ်ပါတယ်။ အဲ့ဒီတက္ကသိုလ်ကနေပြီးမြို့ပြအင်ဂျင်နီယာ electronic engineer လက်စစ်စွာ engineer စက်မှု engineer ဆိုပြီးဘာသာရ၄ခုကိုသင်ကြားပေးသွားမှာဖြစ်တယ်လို့ចောင်းသားဥယျာဉ်80ဦးကိုခေါ်ယူသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။